နေဝင်တော့မယ်ဖြီးတယ်လို့ရေမြတရားမွားများရင်ကြံပြီနေမဝင်မီအချင်းကြည့်လိုက်မှာဟာဖြင့်တန်မြာအနေပဲတွင်ကလွရာချင်းရာငင်းရာချုပ်ရာ ရလံရဖို့လိုပြီအခုပုရုဇဉ်အာလူသားရေအတွေ့အကျိုးမျောနှိုးသောတရားဓမ္မသေးတယ် အဲ့ဒီဝိပဿနာကလာပတမတနာနီးနဲ့ခြုံငုံပြီးတော့အလုံးသင်္ခါရတရားတွေဟာဒီလိုပဲလို့ခြုံငုံသုံးသပ်တာ။နောက်နေရဝိပဿနာဆိုတာဒါပြတ်တယ်လို့ဉာဏ်ဓာတ်တွေလည်းပြတ်နေတာပဲလို့အနုမာနနီးနဲ့ရှုနိုင်ရမယ်။အဲ့ဒီလိုသင်္ခါရတရားတွေကိုမြင်ပြီးတဲ့အခါမှာအနိစ္စလို့မြင်လာတယ်ဒုက္ခလို့မြင်လာတယ်အနတ္တလို့မြင်တယ်။အဲ့တော့အဲ့ဒီမှာအနိစ္စလို့မြင်လိုက်တာမမြဲဘူးလို့မြင်လိုက်တာ ਨੇ တပြိုင်နဲ့နောက်ကဒုက္ခဆိုတာလည်းမြင်လာတယ် အနတ္တဆိုတာလည်းမြင်ဒီ၃ခုကဆက်ဆက်နေတယ်တခုမြင်တာနဲ့အလုံးဟာမြင်သွားနိုင်တယ်လို့သူတို့ပြောတာဘာဖြစ်လို့တုန်းဆိုတော့အနိစ္စဆိုဒီမှာအကြောင်းတစ်ခုကိုမှီပြီးတော့ငကောကမရှိဘဲနဲ့ပေါ်လာတယ်ပေါ်လာပြီးတော့နောက်ပျောက်သွားတယ်အဲ့ဒီအရာကသင်္ခါရတရားတွေမှာအမြဲတမ်းကပ်ပြီးတော့အနှောက်အယှက်ကြီးတစ်ခုဖြစ်နေတယ်ဆိုပါတော့ပို့ပြီးတော့ထင်ရှားအောင်ဘုန်းကြီးတို့ဥပမာနဲ့ကြည့်မယ်ဆိုရင် စောင်းတန်ကလေးတစ်ခုနားထောင်နေတဲ့အခါမှာကြည့်။အဲ့ဒီစောင်းတန်ကလေးဟာစောင်းကျိုးထဲမှာရှိနေသလားစောင်းအိုးထဲမှာရှိနေသလားတီးတဲ့လူရဲ့လက်ထဲမှာရှိသလားသို့မဟုတ်ပတ်ဝန်းကျင်မှာရှိနေတာလားလို့ဆိုလို့ရှင်ဘယ်နေရာမှမရှိဘူးဆိုတာသိကြတယ်။ဘယ်နေရာမှမရှိဘဲနဲ့ဒီစောင်းတန်ကဘလို့လို့ပေါ်လာရသလဲဆိုရင်ကျိုးရဲ့အိုးရဲ့တီးတဲ့လူရဲ့လုံလပြောကရဲ့ဟောအချောင်းသုံးခုပေါင်းလိုက်မှဒါလေးကပေါ်လာတယ် နှကွာရှိနေတာပေါ်တာမဟုတ်ဘူးမရှိတာပေါ်တာပေါ်လာပြီးတဲ့နောက်မှာဒါလေးကလုံးဝပျောက်ကွယ်သွားပြန်တယ်ပျောက်ကွယ်သွားတယ်ဆိုတာပြန်မလာတော့တဲ့အနေနဲ့ပျောက်သွားတာနောက်ထပ်တီးလို့ပေါ်တဲ့အတန်ကနောက်အကြောင်းနဲ့နောက်အတန်ပဲသို့တော့အလားတူတော့ဖြစ်ချင်းဖြစ်တာပေါ့အလားတူကိုကိုကမျက်စိလည်ပြီးတော့အရင်အတန်ပဲလို့ဒီလိုပြောကြတာဟုတ်တကယ်တော့အရင်တန်နဲ့သူကသူ့အကြောင်းနဲ့သူပြီးသွားပြီအခုကနောက်တီးတာနောက်အတန်နဲ့နောက်အကြောင်းပဲ အဲ့ဒါလို့သဘာဝတရားတွေရဲ့ဒီမမြဲတဲ့သဘောကိုပိုင်ပိုင်နဲ့နဲ့သိလာပြီဆိုတဲ့အခါမှာအနိစ္စမြင်လာတာနဲ့တပြိုင်တည်းဟိုဒီဖြစ်ပြီးတော့ပြတ်သွားတာဟာကြီးကအမြဲတမ်းနှိပ်ဆက်ပြီးဒုက္ခပေးနေတာပါလားနှောက်ယှက်နေတာပါလားလို့မြင်တာဟာဒါဒုက္ခလို့ခေါ်တာစိတ်ပြည့်စရာကြီးလို့မြင်လာရင်ဒါဒုက္ခလက္ခဏာကိုမြင်တယ်လို့ခေါ်တာပဲဖြစ်ပြနေတာကြီးကိုမြင်လာတဲ့အခါမှာစိတ်ပြည့်စရာကြီးဖြစ်လာတယ်ဒုက္ခလက္ခဏာ ဲ့စိတ်ပြည့်စရာကြီးဖြစ်လာတဲ့အရာတစ်ခုကိုငါအလိုကျဖြစ်နိုင်မလားလို့စဉ်းစားရင်ဘာမှမဖြစ်နိုင်ကိုလုံးနိုင်တာတစ်ခုမှမရှိဘူးသူ့တဘာဝအတိုင်းဖြစ်နေတယ်လို့မြင်လိုက်တာအနတ္တကိုမြင်လိုက်တာနောက်တစ်ခုကအနတ္တမြင်ပုံလေးကသူကမမြဲတဲ့သဘောတရားကြီးကိုမြဲအောင်သူ့ဟာသူလည်းမလုံနိုင်သူမမြဲတာကိုပဲသူ့ဟာသူဘာမှမစွမ်းဆောင်နိုင်ဘူးအခိုက်တန့်လေးမှာအကြောင်းကြောင့်ပေါ်လာပြီးတော့သူကပျက်စီးသွားတယ်မမြဲတဲ့သဘောတရားကြီးကသူများကိုမြဲအောင်ဘယ်လိုလုပ်ပေးနိုင်မှာလဲ ဘလို့မှကိုတောင်မှမမြဲပဲနဲ့သူများကိုမြဲအောင်ဘလို့မှလုံမပေးနိုင်ဘူးဆိုတဲ့ဆွမ်းအတ္တိမရှိဘူးဆိုတဲ့ဒီတဘာဝကိုဆင်ញင်စဉ်းစားတာဟာအနတ္တကိုမြင်တာပဲနောက်တစ်ခုအနတ္တမြင်ပုံတစ်ခုကဒီယုတ်တရားနံတရားတွေဟာယုတ်တက်နံတက်တက်များတာဖြစ်တယ်ဖြစ်ပြီးပျောက်သွားတဲ့တဘာဝတွေဒါဖြစ်တယ်ဒီထဲမှာငါလို့ပြောเสียရလည်းမရှိဘူးငါဟာလို့ပြောเสียရလည်းမရှိဘူးဘယ်ဟာကိုငါဟာပြောမှာတော့ပြောလို့ရတာတခုမှမရှိဘူးလို့ ဒီလိုမြင်လို့ရှိရင်ဒါတုံညလို့မြင်တာခေါ်တယ်။ဘာမှမရှိဘူးလို့မြင်လိုက်တဲ့တုံညဆိုတဲ့အမြင်ဟာအနတ္တရဲ့အမြင်ပဲပေါ့။အဲ့တော့အနိစ္စဒုက္ခအနတ္တမြင်တဲ့နေရာမှာမြင်မှုမြင်နည်းတွေမတူကြဘူးပေါ့။ဒါကြောင့်မို့လို့ဝိတ္တရိမဲမှာတော40ဆိုတာပေးထားတာရှိတယ်။တောဆိုတာကဟိုအနိစ္စတောဒုက္ခတောအနတ္တတောဆိုတဲ့ဒီအချင်းရာဒီတောဆိုတဲ့အဓိပ္ပာယ်ကအချင်းရာအနိစ္စအချင်းရာဒုက္ခအချင်းရာအတင်တရံ ဖြစ်ပုံအချင်းအရာလေးတွေကိုတောလို့ပြောတာတင်ရမှာเนาะအဲ့ဒီသဘာဝရှိပုံရှုနီးအချင်းအရာလေးတွေအများကြီးပဲအနေဆာလို့မြင်တယ်ဆိုတာမခိုင်မာရင်လည်းအနေဆာလို့မြင်တယ်เนาะဖြစ်ပေါ်ပြီးပျောက်သွားတာကိုလည်းအနေဆာလို့မြင်တယ်ဒုက္ခလို့မြင်တာကြတော့အိုးယောဂကြီးလို့မြင်တယ်ဆိုရင်လည်းဒုက္ခမြင်တာပဲကိုယ်တဏ္ဍာမှာစူးဝင်နေတဲ့စူးညောင်းကြီးလို့မြင်တယ်ဆိုရင်လည်းဒုက္ခကိုမြင်တာပဲဟော ဖြစ်ဆက်နေတယ်လို့မြင်တာလည်းပဲဒုက္ခကိုမြင်တယ်လို့ခေါ်တယ်အနတ္တမြင်ပုံကျတော့ဒီသဘာဝတရားတွေဟာငါမမဟုတ်ပဲတစိမ့်တရားကြီးပဲလို့မြင်တာလေအနတ္တလို့မြင်တာပဲဒီချိန်မှာငါငါဟာလို့ထောက်ပြစရာတခုမှမရှိဘူးသူကသူဖြစ်နေတာလို့မြင်တာလည်းပဲအနတ္တကိုမြင်တယ်လို့ပြောတာအဲ့ဒါလို့မြင်ပုံမြင်နည်းတွေဟာဘယ်လိုပဲမြင်မြင်မြင်သမျှဟာဒါအနိစ္စဒုက္ခအနတ္တလို့ဒီသုံးမျိုးထဲမှာမြင်တာပဲပေါ့အဲ့ဒါလို့မြင်လာလို့ရှိရင်ဒါဝိပဿနာဉာဏ်ဆိုတာတက်လာတက်လာတဲ့အခါကျတော့ တိရဏဆိုတာဆုံးဖြတ်ချက်ချလာအဋ္ဌဉာဏ်တစ်ခုကခုနကတိယုံတိတာယုတ်ကိုတိတယ်နံကိုတိတယ်တိယုံတိတယ်တိရဏပရိညာကြတော့ဆုံးဖြတ်ချက်ကလေးတွေပါလာတယ်ဘယ်လိုဆုံးဖြတ်လာတော့ဆိုတော့မမြဲဘူးလို့ဆုံးဖြတ်လာတယ်ဆင်းရဲတယ်လို့ဆုံးဖြတ်လာတယ်ဆုံးဖြတ်ချက်ကလေးတွေကအဲ့ဒါလို့ဆုံးဖြတ်ချက်ကလေးတွေချနိုင်လာတယ်ပေါ့အဲ့ဒါလို့ဆုံးဖြတ်ချက်တွေချနိုင်လာတယ်ဆိုတော့ဝိပဿနာဉာဏ်အဆင့်နှစ်ခုကသမသနာဉာဏ်နဲ့ဥရိယဗျာဉာဏ်ကိုခေါ်တာတဲ့အဲ့ဒီနှစ်ခု ရောက်လာလို့ရှင်ကိုဟာဒုတိယအဆင့်ဖြစ်တဲ့တိရဏပညာပိုင်းကိုကိုရောက်လာပြီလို့ဒီလိုပြောရမှာပေါ့ညာတပညာပိုင်းအခိုင်အမာမှာတိဆောက်ပြီးတဲ့အခါမှာတိရဏပညာပိုင်းရောက်လာပြီအဲ့ဒီကနေဆက်ပြီးတော့ကြိုးစားတဲ့အခါမှာပဟာနပညာလို့ခေါ်တယ်ပဟာနဆိုတာဖယ်ရှားလိုက်တာတွန်းလံဖယ်ရှားဖြောက်ပလိုက်တာပေါ့ဖြောက်နိုင်လာတယ်ပေါ့ခုနကအမှန်မြင်လာတဲ့အခါကျတော့အနိစ္စလို့မြင်လာလို့ရှိရင် တစ်လုံးထင်းလာတဲ့မြဲတယ်လို့ထင်းလာတဲ့အထင်ကြီးကပျောက်သွားဒုက္ခလို့မြင်လာတဲ့အခါမှာတစ်လုံးချမ်းသာတယ်လို့ထင်းလာတဲ့အထင်ကြီးကပျောက်သွားငါပိုင်နေလို့တစ်လုံးထင်းလာတဲ့အတ္တတင်ညာဟာအနတ္တလို့မြင်လိုက်တဲ့အချိန်ကစပြီးတော့ပျောက်သွားတယ်နှစ်သက်ဆရာကြီးလို့တစ်လုံးထင်းလာခဲ့တာဟာညီငွေဆရာကြီးလို့မြင်လာတဲ့အခါမှာနှစ်သက်ဆရာဆိုတာကိုဖြောင်းနိုင်သွားတယ်ပေါ့တိမ့်တိုက်ဖို့ကြိုးစားလာတဲ့အနေထားတွေကိုဆွန့်လွတ်မှုကနေပြီးတော့ဖြောက်သွားတယ်အဲ့ဒါလို့ဖယ်ရှားပြီးတော့မြင်သွားတဲ့ ဝိပဿနာအဉ္စံအဆင့်နေကြတော့ပါဟနာပညာလို့ခေါ်တယ်။အဲဒီပါဟနာပညာကဘယ်ကနေစတော့ဆိုဘင်ကဉာဏ်ကနေပြီးတော့စတာပေါ့။နောက်ဆုံးလောကီပညာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်သင်္ခါရုပ္ပကဉာဏ်အထိအောင်ပေါ့။အဲဒီအဆင့်ကလည်းပဲဒီမှားရွင်းတဲ့အယူဆတွေကိုဖယ်ရှားဖယ်ရှားပြီးတော့ဖြစ်လာတဲ့ဉာဏ်တွေပေါ့။ဉာဏ်ကြီးဉာဏ်သွေးတွေတက်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 လာတယ်ဆိုတဲ့ပါဟနာပညာပိုင်းပဲ။နောက်ဆုံးမှာ သင်္ခါရတရားတွေနဲ့ပတ်သက်ပြီးတော့လုံးဝရှင်းရှင်းကြီးမြင်ပြီးတော့မှားရွက်တဲ့အတွေးတွေအလုံးပြောက်သွားပြီးဆိုင်ရဆိုင်ရကိလေသာတွေကိုဖယ်ရှားပစ်လိုက်နိုင်ပြီးမစိတ်ဖို့စိတ်မညံဖို့ညံရလာပြီးဆိုတဲ့အခါကျမှဒီလုပ်ငန်းဟာပြီးဆုံးတယ်ပေါ့အဲ့လိုမဟုတ်သေးလို့ရှိရင်ဒီဝိပဿနာကျင့်စဉ်တစ်ခုဟာမပြီးသေးဘူးအဲ့တော့ဝိပဿနာကျင့်စဉ်ဆိုတာဘလောက်ကျင့်ရမှာတော့လို့မေးရင်တစ်သလုံးကျင့်ရမှာဘယ်အချိန်ကျင့်ရမှာတော့ဆိုအချိန်မီွေးကျင့်ရမှာကိုယ်တဏ္ဍာမှာဒီ ဝိပဿနာက3မျိုးရှိတယ်ပေါ့အခုကအဆင့်3မျိုးကိုပြောအဆင့်3မျိုးကညာတပညာအဆင့်တိရဏပညာအဆင့်ဘာဟာနာပညာအဆင့်လို့အဆင့်30နဲ့သွားတယ်အဆင့်ကျော်ပြီးတော့မလုပ်ရဘူးညာတပညာအဆင့်ဆိုတာဝိပဿနာရဲ့အာယုံနဲ့ပတ်သက်ပြီးတော့ပိုင်းပိုင်းနဲ့နဲ့သိအောင်လုပ်တာတိရဏပညာရဲ့အဆင့်ဆိုတာ ဆုံးဖြတ်ချက်ချနိုင်တာအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုမပိုင်တဲ့သဘောဆိုတဲ့တာမညာလက္ခဏာရှုထောင့်ကဆုံးဖြတ်ချက်ချနိုင်တာပါဟနာပရိညာအဆင့်ဆိုတာအထင်တွေအမြင်တွေမှားယွင်းလာတဲ့အယူအဆတွေကိုဖယ်ရှားသွားနိုင်တာဟော၃ဆင့်၃ဆင့်ပိုင်ပိုင်နိုင်နိုင်သိတဲ့အဆင့်ကနေပြီးဆုံးဖြတ်နိုင်တဲ့အဆင့်ကိုရောက်သွားတယ်ဆုံးဖြတ်နိုင်တဲ့အဆင့်ကနေပြီးတော့အမှားတွေကိုဖယ်ရှားပြစ်နိုင်တဲ့အဆင့်ကိုရောက်သွားတယ်ဟောအဲ့ဒီအဆင့်ရောက်သွားမှဒီဝိပဿနာဉာဏ်ဟာ မဲ့ညံရဲ့အကြောင်းတရားဖြစ်လာမယ်။မဲ့ညံရဖို့ရအတွက်မဲ့ညံဆိုတာလောရတဲ့အလုံးမဟုတ်တော့ဘူး။ကိုလောရမှာဝိပဿနာညံမယ်။မဲ့တရားလိုခြင်းဝိပဿနာပဲလောရ။အလင်းအောင်လိုခြင်းလို့ရှိရင်ဘာလောရတော့မီးထွန်းတာပဲပေါ့နော်။ဟုတ်ပါပါ။ဟိုအလင်းကိုကိုကမီးမထွန်းမဲ့နဲ့ငါအလင်းရခြင်းနဲ့ဆိုလို့မရဘူးလေ။ဟုတ်ပါပါ။အဲ့တော့အကျိုးတစ်ခုဟာအကြောင်းတရားကို အထောက်ရတာပဲ။အဲ့တော့ဝိပဿနာညံကိုအထောက်ရင်ကနေပြီးတော့ ပညာဖုံညာဆိုတာမျက်မှောက်ပြုရတဲ့အရာတစ်ခုဖြစ်တယ်ပေါ့အဲတော့ဝိပဿနာကိုသုံးမျိုးခွဲထားတာရှိတယ်ဝိပဿနာတစ်ခုကသင်္ခါရတရားတွေကိုပိုင်ပိုင်နိုင်နိုင်သိတဲ့ဝိပဿနာကသင်္ခါရပရိက္ခဏနာဝိပဿနာလို့ခေါ်တယ်သင်္ခါရတရားတွေကိုပိုင်းခြားပြီးတော့သိတဲ့ဉာဏ်အဲ့ဒီဉာဏ်ကဒီထက်မြက်သည်ဖြစ်စေမထက်မြက်သည်ဖြစ်စေဝိပဿနာဉာဏ်မှန်သမျှသည် မဉ္ဉံကိုဥတည်ပြီးတော့နောက်ဆုံးကမဉ္ဉံကိုပဲဖြစ်ပေါ်စေနိုင်တယ်တဲ့။အော်ထက်တန်တဲ့နောက်ဝိပဿနာဉာဏ်တစ်ခုကပါတော့ဆိုရင်ဖလားတမပတ္တိသတ္တဗံဖြစ်လို့သတ္တပတိဖို့ဝင်စားခြင်းနဲ့အဲ့ဒီအဆင့်ကိုပြန်ရောက်ခြင်းနဲ့ပြန်သွားခြင်းနဲ့တဂရဂံဖြစ်လို့တဂရဂာမိဖို့အနာဂါမိအနာဂံဖြစ်လို့အနာဂါမိဖို့ရဟန္တာဖြစ်လို့ရတ္တဖို့ပြန်ပြီးတော့ဝင်စားခြင်းနဲ့ဆိုရင်လည်း ဟောဒီဝိပဿနာကပဲသွားအဲ့ဒီဝိပဿနာကြတော့ဖလသမပတ္တိဝိပဿနာလို့ခေါ်တယ်သူကြတော့ထက်မြက်မှပဲရတယ်နှုတ်နေရင်ဖိုးဝင်လာလို့မရဘူးသူကကိုယ်ဝိပဿနာထက်ထက်မြက်မြက်ဖြစ်အောင်ဘယ်လိုလုပ်ရလဲလေ့ကျင့်ရမှာပဲနောက်တစ်ခုဝိပဿနာတစ်ခုကတော့ပါတော့စင် နိရောဓသမပတ္တိအတွက်ဝိပဿနာအဲ့ဒီနိရောဓသမပတ်ဆိုတာတော့အနာဂတ်နဲ့ယဟန္တာပဲဝင်စားလို့ရတယ်အနာဂတ်ယဟန္တာလည်းပဲဆံရပြီးသားတမထဝိပဿနာစုံနေကျင့်ထားတဲ့ပုဂ္ဂိုလ်သာဝင်စားလို့ရတယ်ဘဝတစ်ခုမှာစိတ်ကိုခဏယက်တံဖြစ်တဲ့ဤစနစ်ဟာအမှန်တမ်းမှခက်ခဲတာပေါ့တမန်နဲ့ပဲလွယ်မလဲအသိစိတ်တွေကိုယက်တံပလိုက်တာအချိန်အဟုန်နဲ့သွားနေတဲ့စီးနေတဲ့အရာကြီးတစ်ခုခိတခဏယက်ပလိုက်တာစိတ်တွေကိုယက်ပလိုက်တယ် အဲ့ဒါလိုယတနာထားနိုင်တဲ့ဆွမ်းယံတတ္တိရှိတဲ့និရောဓသမဘတ်ဆိုတဲ့ဟာဝိပဿနာဟာသူကမထက်မညံ့သိပြီးတော့လဲထက်တန်တဲ့ဝိပဿနာမဖြစ်เสียရဘူးသိပြီးတော့ပြော့ညံ့တဲ့ဝိပဿနာလည်းမရှိเสียရဘူးအလဲအလန့်ကိုသူကသွားရတယ်တဲ့သွားမှကိုလုံးချင်တဲ့အလုပ်ဟာရဟုတ်တယ်ပေါ့ရွှေကိုတန့်စင်တဲ့ပုဂ္ဂိုလ်ဟာမီးပြင်းလို့လည်းမရဘူးမီးလျှော့ပြီးလုံးလို့လည်းမရဘူးသူကရွှေရဲ့အညစ်အကြေးကိုထုတ်ချင်လို့ရှိရင် မှန်ကန်တဲ့ဒီစနစ်နဲ့သူကသွားမှအပူပေးလိုက်အေးခံလိုက်အပူပေးလိုက်အေးခံလိုက်နဲ့ဒီလိုသွားမှသူကရွှေရဲ့အညစ်အကြေးတွေဆိုတာထွက်သွားနိုင်တယ်အဲ့ဒီသဘောပဲအဲ့တော့ဒီကနေ့ကျင့်ကြံကြိုးကိုအားထုတ်နေကြတဲ့ဝိပဿနာဉာဏ်ဆိုတာသင်္ခါရတွေကိုပိုင်ပိုင်နိုင်နိုင်သိဖို့ကြိုးစားတဲ့ဝိပဿနာဉာဏ်ဖြစ်တယ်ဘသူရဲ့調査ချက်ပြဖြစ်ဖြစ်နိဗ္ဗာန်ရဲ့အထောက်အကူမဉ္ဇဉ်ရဲ့အထောက်အကူဖြစ်ပါတယ်အနည်းနဲ့အမြန်သာ ရောက်တာမရောက်တာအနည်းနဲ့အမြန်ပဲရှိတယ်။အထောက်ကူမဖြစ်တဲ့ဝိပဿနာဆိုတာမရှိဘူးတဲ့။ချိန်တန်လို့ယဉ်တန်လာလို့ရှိရင်တူနဲ့တူကမတူညီနိုင်ဘူး။အတိညာယဉ်တန်တာနဲ့မယဉ်တန်တာမတူနိုင်ဘူး။မတူနိုင်သေးတဲ့အတွက်ကြောင့်ဒီရတာမရတာကိုမစင်စားပဲနဲ့လှုပ်တာမလှုပ်တာကိုပဲစင်စားအောင်။ကိုဟာလှုပ်နေတဲ့ပုံကူလား။ခကြီးတစ်ခုကသွားတဲ့အခါမှာမလှမ်းပဲနဲ့မသွားပဲနဲ့ရောက်တဲ့ခကြီးဆိုတာမရှိဘူး။ ကုန်းချောင်းသွားသွားဘာနဲ့သွားသွားဒလန်းချင်းဒလန်းချင်းသွားနေဖို့လိုတယ်ခြေလန်းတရားရောက်အောင်မဲ့ခီးဆိုလို့ရှိရင်တလန်းလန်းထပ်ပြီလို့ရှိရင်69လမ်းမဲ့ကျန်တော့တယ်တလန်းမှမလန်းသေးတဲ့လူကအလန့်တရားလုံးကျန်နေမှာပဲအဲ့ဒီအလန့်တရားသူကသူတော့ပြေးလာမှာမဟုတ်ဘူးကိုယ့်ဘာကိုယ်ကြိုးစားပြီးတော့လှမ်းကြအောင်မှာဖြစ်တယ်ပေါ့အဲ့တော့ဝိပဿနာကျင့်စဉ်ဆိုတာလည်းပဲဒီလိုပဲရှင်းပြီးတော့သွားအောင်အဲ့ဒီလိုကျင့်ကြံကြိုးကုပ်အားထုတ်နေမှာဟောတလန်းပြီးတလန်းတလန်းပြီးတလန်းဆိုတာနီးလာတဲ့သဘောပေါ့ နောက်ဆုံးဟာကိုလိုချင်တဲ့မျက်တည်ဖို့တွေကိုရရှိပြီးတော့သင်္ခါရတရားတွေလုံးဝချုပ်ငြိမ်းသွားတဲ့အဆင့်ကိုရရှိနိုင်တယ်။အဲ့ဒါလို့ရရှိအောင်ဘုန်းကြီးတို့တွေဟာဘာတွေလိုအပ်တယ်လဲဆိုရင်တတိတရားလိုအပ်တယ်။တတိဆိုတာအာယုံနဲ့စိတ်ကလေးပေါ်မှာအမြဲတမ်းရှင်တွဲနေဖို့အဲ့ဒီတတိရှိတဲ့အခါမှာလေတတိလေးတစ်ခုတည်းနဲ့မပြီးဘူး။ တတိရှိလာပြီဆိုတဲ့အခါမှာဆင်ခြင်တုံအတိညာသဘာဝတရားတွေကိုသိမြင်နိုင်တဲ့ဉာဏ်ဉာဏ်စွာရှိဖို့လိုတယ်။အဲ့ဒါလို့ဖြစ်အောင်ကြိုးစားအထောက်ဖို့လိုတယ်လို့လည်းဒါကြောင့်မို့မဟာတတိပ္ပန္နတုံမှာအာတာပိသမ္ပဇာနောတတိမှာကမ္မဋ္ဌာန်းတရားအထောက်ပြီဆိုရင်အာတာပိဆိုတဲ့ဝိရိယရှိရမယ်။တတိမှာဆိုတဲ့တတိရှိရမယ်။သမ္ပဇာနဆိုတဲ့ဆင်ခြင်ဉာဏ်နော်ဒီဉာဏ်ဆိုတာကအမတမ်းအရေးကြီးတာသူက ညာကအားလုံးကိုသိတဲ့အခါမှာ तू ကတတိယဆင်ញင်ပေးတယ်လို့ညာကနေပြီးတော့အတိမ်အနဲ့အတိုးအလျှော့ဒီသဘောတရားတွေကိုနားလည်ပြီးတော့လှုပ်ဆောင်ကြရတယ်။ကာမောဏတောင်မှပဲစဉ်းစားရတာပဲလေ။စပီရှောတဲ့နေချိန်ရှောရမယ်၊တင်းတဲ့နေချိန်တင်းရတယ်ဆိုတာဒါအတိညာကလည်းပဲနိဗ္ဗာန်ကိုသွားတယ်ဆိုတဲ့အခါမှလည်းပဲဒီဟာအရေးကြီးတာပဲပေါ့။ကိုယ့်ရဲ့အတိညာနဲ့ ကိုယ့်ရဲ့အနေထားတစ်ခုမှန်အကန်အောင်ကြည့်တတ်တဲ့အသိဉာဏ်တစ်ခုတမ္ပဇာနာလို့ခေါ်တာပဲအေးမဖြစ်စေရမယ့်အရာတွေကတော့နိဝရဏတရားတွေကိုမဖြစ်စေရဘူးဒီအာယုံပေါ်မှာလောဘဆိုတာမလာစေရဘူးဒေါသဆိုတာမဖြစ်စေရဘူးကံတဲ့နိဝရဏတရားတွေအာဟုတ္တတရားတွေမဖြစ်စေအောင်လုပ်တာဒါကိုပဲတရားကျင့်တယ်လို့ခေါ်တာပါအဲ့တော့ဝိပဿနာအကျင့်ကိုကျင့်တယ်ဆိုတာဒီတစ်ခုဒီတော့နိလန်းပဲ မြတ်စွာဘုရားဟောထားတဲ့ဒီချင်းစဉ်တိုင်းမဲ့အာလုံးဟာကျင့်ကြမှာဖြစ်တယ်။မိဘံသွားခြင်းတဲ့ပုဂ္ဂိုလ်လည်းဒီလမ်းကပဲရှောက်ရတာပဲ။အာလုံးဟာတခုတည်းသောလမ်းလို့မြတ်စွာဘုရားဟောတယ်။ဒီတခုတည်းသောလမ်းကရှောက်လို့ရှိရင်ဘုန်းကြီးတို့တွေအခုရင်ဆိုင်နေကြရတဲ့တောကတွေပရိဒေဝတွေဒုက္ခတွေဒေါမနတတွေဒီလမ်းကိုသွားလို့ရှိရင်အဲ့ဒါတွေကနေပြီးလွန်မြောက်နိုင်တယ်။ ဒါတွေမကဘူးတန်တရာကစင်ကြယ်မှု မရှိလာတဲ့စိတ်ဓာတ်တွေဟာလည်းပဲစင်ကြယ်လာနိုင်တယ်နိဗ္ဗာန်သွားတဲ့လမ်းကြီးကိုလည်းဖြောင်းဖြောင်းတန်းတန်းတက်ရောက်သွားလာနေခြင်းလည်းဖြစ်တယ်နောက်ဆုံးကြတော့နိဗ္ဗာန်ဆိုတာကိုမျက်မှောက်ပြုနိုင်တယ်လို့ကိုယ်စီကိုယ်စီသဘောကျပြီးတော့ရှင်းကြံကြိုးကုပ်အာထုတ်တော်မူနိုင်ကြပါစေ